ဘရန်ကတ်တွေထဲလဲဝင်နေပေမဲ့ငလင်ကြောင့်အိနယံပြိုတာကိုပြင်ဖို့ငွေမရှိကြောင်းဖွင့်ဟလာတဲ့ကောင်းမြန်းဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Sally Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်။ကောင်းမြတ်ဆန်က MRTV4 Cylinder တွေနဲ့အောင်မြင်ကြောကြားလာခဲ့တာရုပ်ရှင်ဇာတ်ကားကြီးတွေလည်းတောက်လျှောက်ရိုက်ကူးလာရပါပြီ။ကောင်းမြတ်ဆန်ကအနုပညာလောကမှာနေရာရလာတာနဲ့အမျှဝင်ငွေတွေလည်းတော်တော်လေးကိုစုမိဆောင်မိတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကမှလည်းမိဘတွေအတွက်အုံတကြိုက်အင်ဂျီကို ဆောက်လုပ်ပေးထားရတာဖြစ်ပါတယ်။ ရန်ကုန်မှာကိုဝိုင်အိမ်တလုံးစောက်ပြီးထားပြီးတော့လက်ဇရီအပြည့်အစုံနဲ့ထားထားတာဖြစ်ပါရင်ရန်ကုန်မှာတအိမ်ရှိသလိုမန္တလေးမှာလည်းမိဘတွေရဲ့နေအိမ်ရရှိပါသေးတယ်။မန္တလေးရနေအိမ်ကငလင်လှုပ်တဲ့အချိန်မှာငလင်တံကိုတိတိတသာခန်းစားလိုက်ရတာဖြစ်ပါရင်ငလင်လှုပ်တဲ့အချိန်ကပြင်းတဲ့အတွက်နေအိမ်ရဲ့အတွင်းမှာနယံစာလေးတွေပဲ့ကျသလိုခြံဝင်းကနယံကလည်းပြိုကျတာတွေရှိပါတယ်။အိမ်နေရနေပြိုသွားတဲ့အတွက် ြုတ်ပြင်ရတော့မှာဖြစ်ပါတယ်။နေရနေရပြိုသွားတာကြောင့်အစာနဲ့အုတ်တိုင်းတွေကာရမှာဖြစ်ပါတယ်။အခုလိုအိမ်ပြတ်သွားတဲ့အကြောင်းကိုလည်းခေါင်းမျက်စံကငလင်ဖြစ်တဲ့အချိန်တုန်းကအသိပေးထားတာလည်းဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ခေါင်းမျက်စံကအနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်နေတဲ့မင်းသားတစ်လက်လို့ပြောလို့ရပါတယ်။ငလင်ပေးဖြစ်တဲ့အချိန်မှာသူထက်အချိန်နေဆိုတဲ့သူတွေအများကြီးရှိနေတဲ့အတွက်သူကဒိတ်တဆိတ်တာနေနေခဲ့တာပါ။ဒါပေမဲ့အခုလက်ရှိမှာအချိန်တွေကလည်းငြိမ်သွားပြီဖြစ်တဲ့အတွက် သူ့အိမ်အခြေအနေကိုအသိပေးလာခဲ့တာပါ။ကောင်းမြတ်ဆန်ကငလင်ကြောင့်အိမ်ပြိုသွားတဲ့အတွက်ပြုပြင်ဖို့လည်းအဆင်မပြေဖြစ်နေသေးတာပါ။လက်ထဲမှာငွေပိုးငွေရှယ်မရှိသေးတဲ့အတွက်အိမ်မပြင်နိုင်သေးတဲ့အကြောင်းကို ဖွင့်ဟလာတာဖြစ်ပါရင်သူ့အနေနဲ့ငွေပိုးငွေရှယ်များမှသာအိမ်ပြင်နိုင်မှာဖြစ်ပါရင်လက်တလုံးမှာဆိုလို့ရှိရင်တော့ပတ်ဆက်မရှိသေးတဲ့အတွက်အိမ်နေရန်ပြိုနေတာကိုလည်းအသက်ပြန်မလုံနိုင်ပါဘူး။ဒါကြောင့်မို့နေရန်နေကိုမိုးကလေးသာကာထားရတာဖြစ်ပါရင်မိုးကနဲ့ကာရာက ံချစီအ ਨੇ ဆုံးဖြစ်တဲ့အတွက်မိုးကနေတာကထားတာဖြစ်ပါရင်အင်ယိုနောင်မှသာပြုပြင်နိုင်မယ်ဆိုတဲ့အကြောင်းကိုကောင်းမြတ်ဆန်ကအင်တာဗျူးမှာဖြေထားခဲ့တာပါအခုလိုမျိုးဖြေလာတဲ့အတွက်ပရိသတ်တရားကောင်းမြတ်ဆန်ကိုပြောဆိုနေကြတာဖြစ်ပါရင်ကောင်းမြတ်ဆန်ကလက်ရှိမှာအင်ကြီးအင်ကောင်းမှာနေထိုင်နေရတာဖြစ်သလိုငွေတွေပူရှင်လို့ branded မျိုးစုံလည်းဝစ်စင်နေတဲ့သူဖြစ်ပါရင်ဒါအပြင်အင်ပြင်စရာငွေမရှိပါဘူးလို့ဖွင့်ဟလာတဲ့အင်တာဗျူးမှာလည်း Brand Auto ကိုဝယ်ဆင်ထားတာဖြစ်ပါတယ်။ ကောင်းမြတ်ဆန်ကအမျိုးသားတစ်ယောက်ဖြစ်ပေမဲ့ branded ဝတ်ရတာကိုတော်တော်လေးကြိုက်ပါတယ်။မင်းသမီးတော်တော်များက branded ဝတ်ပြီးတော့ကြွားတက်ပေမဲ့ကောင်းမြတ်ဆန်ကလည်း branded ဝတ်ရတာကိုခြိုက်နေတတ်တာဖြစ်ပါတယ်။တင်ရကြီးပေးရတဲ့အင်းကြီးဘောင်းမီအုတ်ထုပ်နိုင်ရီမျိုးစုံကိုဝတ်ဆင်တတ်တာဖြစ်ပါတယ်။ဘွဲတတီဆိုရင်လည်းအများရန် branded ပစ္စည်းတစ်ခုကိုဝတ်လာလေးရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့ပရိသတ်တရားလည်းကောင်းမြတ်ဆန်ဆိုရင် branded ပစ္စည်းတွေနဲ့တွဲပြီးတော့မြင်လာကြတာဖြစ်ပါတယ်။ branded တွေထဲလဲဝတ်ပြီးတော့အိမ်ပြင်ဖို့သက်ဆန်မရှိဘူးလို့ပြော ောဆိုနေတဲ့အတွက်ဝေဖန်တဲ့သူတွေလည်းရှိလာတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေရရတဲ့မင်းသားတစ်လက်ဖြစ်ပြီးတော့အခုလိုမျိုးညင်းနေတာမဖြစ်သင့်ဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ကောင်းမြတ်ဆန်ကကက်စီနိုတူတယောက်ဖြစ်ပြီးတော့ဝင်းငွေကို တိုင်းထွာပြီးတော့သုံးတက်သူဆိုပြီးအနုပညာရှင်တချို့ကလည်းထုတ်ပြောထားမှုတာရှိပါတယ်။ဝင်းငွေကိုတိုင်းထွာပြီးတော့သုံးနေရမှုသူ့အနေနဲ့ငွေကြက်ကြောင်ဖွင့်ရတဲ့အပေါ်လူအများအနေနဲ့အထင်လွင်စရာတွေဖြစ်လာခဲ့ရပါ။ brand တွေထဲလဲဝင်နေပေမဲ့ငလင်ကြောင့်အိန္ဒိယံပြိုတာကို ြင်ဖို့ငွေမရှိကြောင်းဖွင့်ဟလာတဲ့ကောင်းမြတ်ဆန်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ကြပါအောင်ရှင်အဆုံးထိချစ်ရှုပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်လို့ဆုံတွေ့ကြပါစို့ရှင်။